မင်္ဂလာပါရှင်ကျမတို့ငုခတ်တာပါ TV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်မန္တလေးတိုင်းတောင်သာမြို့နယ်တွေကိုနိုဘာလ9ရက်နေ့ကစတင်ဝင်ရောက်လာတဲ့စစ်တပ်စစ်ကြောင်းတွေဟာကြေးရွာတွေကိုဝင်ရောက်ပြီးလူနေအိမ်တွေကိုမီးရှို့ဖျက်ဆီးနေတယ်လို့ဒေသခံတွေစီကသိရပါဗျာ ဘိန်းရွယ်ကုန်းတမန်ကြီးမြေဖြူကုန်းနဲ့ဆယ်ကုန်းရွာတွေမိရှုခံထားရပြီးစစ်တောင်းရှိနေသေးတဲ့အတွက်စည်ရင်တိကျကိုတော့ကောက်ယူလို့မရသေးဘူးလို့တောင်းတာမြို့နယ်လူသားချင်းစာနာထောက်ထားရေးဌာနတာဝန်ခံကိုရသိကြီးကပြောပါရယ် အဲ့ဒီရွာတွေကရွာကန်၃နောင်ဝင်းကျင်ဟာလည်းထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ဆိုပါရယ်စစ်တပ်နဲ့ပြူစောတိအာ900လောက်ပါတဲ့စစ်ကြောင်း2ကြောင်းကတောင်နဲ့မြောက်နှစ်ဖက်ညှက်ပြီးစစ်ကြောင်းထိုးနေတာဖြစ်ပြီးလက်နက်ကြီးနဲ့ပစ်ခတ်တာ drone နဲ့ဘုံကျဲတာတွေလည်းလုဆောင်နေတယ်လို့တောင်သားအခြေဆိုင်တော်လိုင်းတပ်ဖွဲ့ဝင်တယောက်က TV ကိုပြောပါရယ်ဒါပြင်တော်လိုင်းတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားနေတာတွေလည်းရှိပြီးတော်လိုင်းတပ်တွေရဲ့ကာကင်းစခန်းတချို့စုပ်ပေးလိုက်ရတယ်လို့ဆိုပါရယ် တော်လိုင်းတပ်ဖွဲ့တွေရဲ့စုံမုံနယ်မြေတွေအများအပြားရှိတဲ့မြင်းကြံတောင်တာနဲ့နထိုးကြီးမြို့နယ်တွေကိုစစ်တပ်ကအမြေပြင်စစ်ကြောင်းထိုးတာတွေအပြင်လက်နက်ကြီးတွေနဲ့ပစ်ခတ်တာလေကြောင်းတိုက်ခိုက်တာတွေစတိုက်ပြလုပ်နေတာကြောင့်ပြည်သူတွေထိခိုက်ဒေဆုံးတာတွေရှိနေတဲ့အတွက်ဒေသခံတွေအနေနဲ့တတိနဲ့သွာလာနေထိုင်ကြဖို့ကိုတော်လိုင်းတပ်ဖွဲ့တွေဘက်ကတတိပေးထားပါတယ်ရှင်။ ပလောဝမြို့နယ်ပတ်ဝန်းကျင်ကဆစ်ဆောင်စခန်းတွေမှာပြည်သူအယောက်400ကျော်ဝမ်ရောဂါဖြစ်ပွားနေပြီး9ယောက်သေဆုံးခဲ့ပါတယ်။တိရီသတင်းပေးပို့ထားတာပါရှင်။ချင်းပြည်နယ်ပလောဝမြို့နယ်နဲ့ပလောဝမြို့နယ်ကဆစ်ပေးဆောင်တွေနေထိုင်တဲ့ဆစ်ဆောင်စခန်းတွေမှာပြည်သူတွေဝမ်ရောဂါဖြစ်ပွားနေကြတယ်လို့အကူအညီပေးနေသူတွေကပြောပါတယ်။နိုဝင်ဘာလအစောပိုင်းကစလို့ပလောဝမြို့ပေါ်ကပြည်သူတွေနေထိုင်တဲ့လောင်တလိုင်းခရိုင်တွင်းကကာကီကျေးရွာ၊တွေ့တန်းကျေးရွာ လုံတင်းချေးရွာစီမင်းဆောင်စခန်းတွေမှာပြည်သူအယောက်100နီးပါးဝမ်းရောဂါဖြစ်ပွားခဲ့ကြပြီး9ယောက်ကတော့သေဆုံးခဲ့တယ်လို့သိရပါတယ်။ဆဖြစ်တာကဒီလရှိရနေမှာဖြစ်ပြီးမှနောက်ပိုင်းကျတော့ဝန်ရှုံကျအဲ့လိုမျိုးပြောင်းသွားတော့ပုံမှန်ပြင်းထန်သွားတယ်။ပြင်းထန်သွားတော့တော်တော်လေးတော့တုံးတက်ကြလာရည်ဖြစ်နိုင်တယ်လို့အဲ့လိုလဲတုံးတက်ကြတယ်။ရည်မတန်းလို့ပေါ့။ရည်စိမ့်မဲ့တောင်းနေတော့အဲ့ဒီရည်စိမ့်ကနေဖြစ်တယ်လို့တော့မထက်ပြီးကြတာပေါ့။သူတို့ပြောတဲ့အရာဆိုရင်တော့ အခုကထက်လက် offshore ဆိုတော့နှစ်ချိန်သုံးချိန်လောက်သွားပြီဆိုရင်တော့တော်တော်လေးလူကတော့ခံနိုင်ရင်မရှိတော့ဘူးကတော့အဲ့လိုမျိုးပုံစံနဲ့ဖြစ်ကြလဲများတယ်လို့ပြောတယ်။အိန္ဒိယနိုင်ငံနဲ့နယ်နိမိတ်ထိဆက်နေတဲ့ပလောဝမြို့နယ်တွေကနေဆက်ကုံတွေရေဒေတာဖြစ်တဲ့ရှင်းလဝဒေတာမှာတော့ကုံတယ်နဲ့ဒေတာခံပြည်သူ300ကျော်ဝန်ရောဂါကူးစက်ခံရရတယ်လို့သိရပါဗျ။အာရခပြည်သူ့ကျန်းမာရေးဌာနကတော့ပလောဝခရိုင်ရှင်းလဝတိုက်နယ်အတွင်းမှာ one shot one ပြက်ယောဂါဖြစ်ပွားနေသူ300နီးပါးအထိရှိလာပြီး အရေးပေါ်လူနာအဖြစ်30ဦးကိုစေဝါကူတမှုပေးထားရလို့နိုဝင်ဘာလ12ရက်နေ့ကထုတ်ပြန်ထားပါဗါရအရခပြည်သူ့ကျန်းမာရေးဌာနကအရေးပေါ်တုံ့ပြန်ရေးအဖွဲ့ကဒေတာအုပ်ချုပ်ရေးအဖွဲ့တွေ NGO CS တွေနဲ့ပူးပေါင်းပြီးတော့ကုသရေးလုပ်ငန်းတွေယောဂမပြန့်ပွားရေးလုပ်ငန်းတွေကိုချက်ချင်းလှုပ်ဆောင်နေတယ်လို့ထုတ်ပြန်ချက်မှာပြောထားပါဗါရအရခပြည်သူ့ကျန်းမာရေးဌာနကနိုဝင်ဘာလ4ရက်နေ့ထဲကအနေရရှိအုပ်စုတွေကိုချုပ်တင်ကာကွယ်ဆေးတိုက်ကြွေးနေပြီး လက်ရှိမှာယောဂသစ်ကူးစက်သူ900ခန့်နှုန်းအောက်ကျဆင်းလာပြီလို့ AHD ကအဆိုထားပါဗျ။ယောဂကူးစက်သူအရေအတွက်ကျဆင်းလာပေမဲ့ယောဂဆက်လက်မပြန်ပွားဖို့အတွက်အိန္ဒိယမြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကိုပိတ်ထားတယ်လို့ကုန်သွယ်တွေကပြောကြပါဗျ။အမေရိကန်လမ်းကြောင်းအခြေအနေကတော့လက်ကအတေကစာပြီးဖုတ်ခန့်ထားတယ်ဗောနော်အိန္ဒိယဘက်ကလည်းယောဂါဖြစ်ပေါ်နေတဲ့ကြတဲ့ကောလော့ဒေါင်းရှာပြီးတော့ ဖြစ်ထားတယ်။ရခိုင်ဖက်ကိုလည်းတူတူဖက်ကအတိပေးထားတယ်လို့ကျွန်တော်တို့သိကြတာတော့ရှိရပါတော့။အရှိကတော့ပထမသွားလို့မရဘူး။လမ်းကြောင်းပိတ်ထားတဲ့အနေထားကတော့တတက်လို့တော့ကျွန်တော်သိထားရတယ်။သွားလို့မရဘူး။အဓိကတိတ်ကန်တော့ကာကီတော့ဒီလုံးတန်တော့ဖက်တော့ပေါ်တော့အေဒီဖက်တူကိုအလုံးပိတ်ထားတယ်။နောက်ဒီတပ်ဝိရှင်ဖက်ကိုလည်းပိတ်ထားတယ်ဆိုပြီးတော့ကျွန်တော်သိထားရတယ်ရှိတယ်။အဲကွန်ပျူတာလပ်လိုင်းဖက်ကိုရနေတဲ့ကွန်ပျူတာကတော့အကောင်လုံးဟိုပိတ်ဆို့နေတဲ့အနေထားမျိုးတွေရှိတယ်ပေါ့နော်။ကုန်သွယ်ရေးနှောင်းချောင်းတွေပိတ်ဆို့ထားကြအောင် ရခိုင်ပြည်နယ်မှာကုန်စည်စီးဆင်းမှုပြတ်တောက်ပြီးကုန်စင်းတို့မြင့်တက်လာနိုင်တယ်လို့ကုန်တယ်တွေကခန့်မှန်းကြပါတယ်။ကျမဒီရီပါစကိုင်းတိုင်းဝက်လက်မြို့နယ်ကကျေးရွာ300ရာကိုနွန်ဘာလ23ရက်နေ့မှာစစ်တပ်စစ်ကြောင်းကမီးရှို့တာကြောင့်လူနေအိမ်100ကျော်မီးလောင်ပျက်စီးခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။ပင်စင်းနဲ့ကြီးကံမြောက်ရွာတွေကိုမီးရှို့ခံခဲ့ရတာဖြစ်ပြီး2ရွာပေါင်းအိမ်120လောက် လောင်ကျွမ်းပျက်စီးသွားတယ်လို့ဝက်လက်မြို့နယ်လူလူတပိတ်တိုက်ပွဲဦးဆောင်ကော်မတီရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါဗျ။ အဲ့ဒီစစ်ကြောင်းကနော်မာလာ14ရက်နေ့မနက်ပိုင်းမှာလဲရွာသားကြီးကြီးရွာကြီးရကန်ကြီးရွာနဲ့ဥယျာဉ်မကြီးရွာတွေကိုထပ်ပြီးမိရှို့သွားသေးတယ်လို့သူကပြောပါတယ်။ အော်တိုဘာလာကစပြီးဝက်လက်မြို့နယ်ထဲမှာစစ်တပ်ကစစ်ကြောင်း၄ကြောင်းထိုးနေပြီးအဲဒီစစ်ကြောင်းတွေကတလအတွင်းမှာရွာ၁၂ရွာကိုမီးတင်ရှို့ထားပါတယ်။အဲဒီစစ်ကြောင်းတွေကြောင့်ဝက်လက်မြို့နယ်ကကျေးရွာပေါင်း20ကျော်ကပြည်သူအယောက်1000ဝန်းကျင်ဟာနေရဲဆုံးခွာထွက်ပြေးနေကြပြီးအရေးပေါ်အကူအညီတွေလည်းလိုအပ်နေကြပါတယ်။ဒါကြောင့်စစ်ပေးရှောင်တွေအတွက်လူဒန်းလူသူတွေအနေနဲ့စစ်ပေးရှောင်အရေးကူညီဆောင်ရွက်ပေးနေကြတဲ့ဒေသခံအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်လူဒန်းနိုင်တယ်လို့တော်လိုင်းအင်အားစုတွေကပြောထားကြပါတယ်ရှင်။ စကိုင်းတိုင်းမုံရွာမြို့နယ်မုံရွာနားမှာနိုဘာလ14ရက်နေ့မနက်9:00ခွဲလောက်ကစစ်ကားအစီး30ပါတဲ့စစ်ရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်မရှင်တပ်ဖွဲ့ဝင်6ယောက်တိဆုံးခဲ့ပြီး9ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပြည်သူ့ကော်မတီတပ်ဖွဲ့ရိစီကသိရပါဗျာ။ အဲ့ဒီစစ်ရင်တန်းဟာမုံရွာမျိုးကနေမန္တလေးမျိုးဘက်ကိုထွက်ခွာလာရင် လမ်းမှာမိုင်းနှလုံးဆွဲတိုက်ခိုက်ခံခဲ့ရတာကြောင့်စစ်ကားနှစ်စီးထိမှန်ပြီးပထမကားပေါ်လိုက်ပါလာသူတွေထိခိုက်သေဆုံးခဲ့ရလို့သိရပါဗျ။ဒါအပြင်ဒဏ်ရာရတဲ့စစ်သား9ယောက်ကိုလည်းချောင်းဆေးရုံမှာဆေးကုသနေတယ်လို့သိရကြောင်းချောင်းပြည်သူ့ကာကွယ်ရေးကောင်ဆောင်တယောက်ကပြောပါဗျ။အဲ့ဒီစစ်ရင်တန်းမိုင်းဆွဲတိုက်ခိုက်ခံနေရတော့ဖြတ်တန်းသွားတဲ့ဈေးတဲ့2ယောက်လည်းမိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ပေမဲ့အသက်အန္တရာယ်တော့မစိုးရိမ်ရဘူးလို့သိရပါဗျ။ မုံရွာမန္တလေးလမ်းပိုင်းမှာစစ်တပ်ကလက်နက်ခဲယမ်းသေးယူနိုင်ဖို့ကားလမ်းတစ်လျှောက်စစ်စည်းဂိတ်တွေချပြီးသွာလာနေတဲ့အတွက်ပြည်သူ့ကာကွယ်ရေးတပ်တွေကမိုင်းဆွဲတိုက်ခိုက်တာတွေပြုလုပ်နေတာဖြစ်ပါတယ်ရှင်။ TV ဥမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါ။ကျမတော့ငုခတ်တာပါ။ကျေးဇူးတင်ပါတယ်ရှင်။